င်္ဂလာပါရှင်လွတ်လပ်တဲ့အာရှအသံ RFA ရဲ့2025ခုနှစ်မတ်လ16ရက်ဗုဒ္ဓဦးနေ့မနက်ပိုင်းစီစဉ်တွေကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျမသီရိမင်းစင်ပါရှင်ဒီနေ့စီစဉ်မှာချင်းတော်လိုင်းနဲ့ထိတ်အမှတ်အကျဉ်းသား80ကျော်လွှတ်ပေးလိုက်တဲ့တဲ့ ရည်စကြိုမြို့နယ်ပြီးဆက်ကုံရွာကိုစစ်ကောင်စီတပ်ဝင်ရောက်မီးရှို့တဲ့တဲ့ရင်တရင်ဆောင်မနဲ့တိုင်းသားဘာသာအစီအစဉ်တို့ကိုထုတ်လွှင့်မှုရှိပါတယ်။အခုတော့တဲ့ရင်တွေကိုအရင်ဆုံးတင်ပြပါမယ်ရှင်။38နှစ်ပြည့်ချင်းတော်လှန်ရေးနှင့်အထိမ်းအမှတ်အဖြစ်အကျဉ်းသား82ယောက်ကိုလူငယ်ချမ်းသာတွင်ပေးလိုက်ကြောင်းချင်းမျိုးသားတပ်ဦး CNF ကမနေ့ကသတင်းထုတ်ပြန်ပါရယ်မတ်လ20ရက်နေ့ဟာအာနာရှင်စနစ်အမြင့်ဖြတ်ချေမှုန်ပြီး အမျိုးသားကိုပိုင်ပြဋ္ဌာန်းခွင့်နဲ့အမျိုးသားဒန်းတူရေးအာမခံချက်ရှိတဲ့ Federal ပြည်ထောင်စုတိဆောက်ရေးအတွက်လက်နက်ကင်တိုက်ပွဲဝင်ခဲ့တဲ့38နှစ်ပြည့်ချင်းတော်လှန်ရေးနေ့လို့လဲဆိုပါရယ်မကွေးတိုင်းရေစကြိုမြို့နယ်ရေလေကျွန်းဒေသပြီးဆက်ကုံရွာကိုစစ်ကောင်စီစစ်ကြောင်းမင်းနေလေကဝင်ရောက်ပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတယ်လို့ရေစကြို Township Info Committee ကသတင်းထုတ်ပြန်ပါတယ်။မီးရှို့ခံရတဲ့အိမ်ရေအတွက်အတိအကျမသိရသေးဘူးလို့လည်းပြောပါတယ်။ အခုတ်ကိုအခြေဆိုင်အမှတ်၁၁ချေမြန်တပ်မဌာနချုပ်နဲ့ရေစကြိုမျိုးကခမာယ256 259 258တရင်ကစစ်သားအင်အား200ကျော်နဲ့ရေလက်ကျွန်းဒေသကိုမတ်လ၂ရက်နေ့ကစပြီးစစ်တောင်းတို့စီးနှင်းခဲ့တာလို့ပြောပါရယ်ရေလက်ကျွန်းဒေသမှာလူ၁၉ယောက်ထပ်မင်းနဲ့တပ်ဖြတ်ခံရတယ်လို့လည်းပြောပါရယ် ဒုက္ခသည်တွေအိန္ဒိယမှတ်ပုတ်တင်အထောက်ထားရယူနေတာတားမြစ်ဖို့ဗဟုအစိုးရပြည်ထရေးဝန်ကြီးဌာနကမှာကြားတဲ့အတိုင်းမီဇိုရန်ပြည်နယ်ပြည်ထရေးဝန်ကြီးကအရေးယူဆောင်ရွက်နေတယ်လို့ Hindu Times ကမနေ့ကဖော်ပြပါဗျ။ပြည်내မှာနေထိုင်နေတဲ့မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်တွေကိုအထောက်အကူပေးနိုင်တဲ့ဘလို့ထောက်ခံချက်မျိုးမှအရက်ဖက်အဖွဲ့ဒေတာဆိုင်ရာကောင်စီနဲ့ကျေးရွာအာဏာပိုင်တွေကထုတ်မပေးဖို့မီဇိုရန်ပြည်နယ်အိုက်ဇောခရိုင်အုပ်ချုပ်ရေးအဖွဲ့ကအင်္ဂါနေ့ကတားမြစ်တာလို့ဆိုပါတယ် ဥပဒေအရဒုက္ခသည်တွေဟာမဲပေးနိုင်တဲ့မှတ်ပုံတင်ကတ်တွေမွေးစင်းတွေတိုင်းရင်းသားဖြစ်ကြောင်းအတိမတ်ပြုစာတွေဒါမှမဟုတ်ပြည်နယ်တွင်းနေထိုင်ကြောင်းအတိမတ်ပြုစာတွေရယူခွင့်မရှိဘူးလို့ပြောပါတယ်ရှင်။ထိုင်းမြန်မာနယ်စပ်တခြားကြားပြန့်ငွေလိမ်လုပ်ငန်းတွေကိုနိုင်ငံဆောင်ကပူးပေါင်းနှိမ်နင်းပေမဲ့လူတသိန်းထိလုံခြုံနေကြတော့မယ်လို့ကြားပြန့်နှိမ်နင်းရေးလုပ်ငန်းဦးဆောင်တဲ့ထိုင်းရဲချုပ်ကပြောကြားတဲ့အကြောင်းဘန်ကောက်ပို့စ်ကမနေ့ကဖော်ပြပါဗျာ။ လူတော်တော်များများဟာမြရီကိုတရားမဝင်သွားရောက်ပြီးအလုရှာဖွေဖို့ထိုင်းကိုလမ်းကြောင်းတစ်ကြောင်းအဖြစ်အသုံးချတယ်လို့ပြောပါတယ်။တယ်လီဖုန်းခေါ်ဆိုဌာနတွေလိုမျိုးရာဇဝတ်ခိုင်းနေမှာတွေမကပဲနဲ့အွန်လိုင်းလောင်းကစားနဲ့တခြားလုပ်ငန်းတွေမှာအလုရှာဖွေတယ်လို့ပြောပါတယ်ရှင်။ တောင်ကိုရီးယားနိုင်ငံကလူဦးရေတထောင်ခွဲလောက်သာရှိတဲ့ရုံရမ်းစီရင်စုမှာလူဦးရေများအောင်လို့မြန်မာဒုက္ခသည်40လာရောက်နေထိုင်ဖို့စီမံချက်ကိုစန့်ကျင်သူတွေရှိတယ်လို့ The Korean Times ကမနေ့ကဖော်ပြပါဗျ။ဒီစီမံချက်နဲ့ပတ်သက်ပြီးစီရင်စုတာဝန်ရှိသူတွေဘ ਹੁ အစိုးရနဲ့ဆွေးနွေးကြတယ်လို့စီရင်စုရုံအွန်လိုင်းသတင်းလွှာမှာကြေညာပြီးတဲ့နောက်ဒီစီစဉ်ကိုပယ်ဖျက်ဖို့ပြောကြတယ်လို့ဆိုပါတယ်။ လူဦးရေနေပါတာကိုတိုးပွားစေဖို့ဒုက္ခသည်တွေခေါ်ယူမဲ့မူဝါဒကမှားယွင်းကြောင်းဒီစီစဉ်ဖြစ်မြောက်ရင် လူတွေပိုပြောင်းရွှေ့ဝင်ရောက်လာပြီးအများပြည်သူလုံခြုံရေးနဲ့ဘာသာရေးပြဿနာတွေပေါ်ပေါက်မဲ့အလားအလာရှိကြောင်းစာအရီပြောကြပါတယ်ရှင်ထိုင်းနိုင်ငံကနေတရုတ်နိုင်ငံကိုပြီးခဲ့တဲ့လကပြန်ပို့ခံလိုက်ရတဲ့ဝီဂါတွေနဲ့တွေ့ဆုံဖို့ထိုင်းအစိုးရဖွဲ့ဝင်ကြီးတွေရှင်ကျန်းဒေတာကိုအင်္ဂါနေ့ကထွက်ခွာသွားတယ်လို့ဘန်ကောက်ပို့စ်ကမနေ့ကဖော်ပြပါဗျာ။ ဝီကအယောက်40ကိုတရုတ်နိုင်ငံကိုပို့လိုက်ပြီးမဲ့9ယောက်ကိုပဲထိုင်းနိုင်ငံကိုပြန်ခေါ်နိုင်မယ်လို့ပြောပါတယ်ကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာပညာရှင်တွေကပြန်မပို့ဖို့တိုက်တွန်းတဲ့ကြားကဝီဂါအယောက်40ကိုဖေဖော်ဝါရီလ28ရက်ကပြန်ပို့လိုက်တာပါဒီအတွက်ပြန်ပို့တဲ့ထိုင်းတာဝန်ရှိသူတွေကိုအမေရိကန်ကအရေးယူတန်းခတ်ခဲ့ပါတယ်ရှင်သတင်းတွေကိုထုတ်လင်းခဲ့တာပါဆက်လက်ပြီးသတင်းဆောင်မတွေကိုထုတ်လင်းပါမယ် ချင်းပြည်နယ်မြောက်ပိုင်းဖလန်းမြို့မှာချင်းညီနောင်ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီကြားမတ်လ17ရက်နေ့ကစလို့တိုက်ပွဲတွေပြင်းထန်နေပါတယ်။မသက်စင်လိုင်းဆက်လက်တင်ပြပါမယ်ရှင်။ချင်းပြည်နယ်မြောက်ပိုင်းဖလန်းမြို့မှာမတ်လ17ရက်နေ့ကနေမတ်လ18ရက်ဒီကနေ့ထိစစ်ကောင်စီတပ်နဲ့ချင်းညီနောင်ပူးပေါင်းတပ်တို့တိုက်ပွဲပြင်းထန်နေပြီးတော့စစ်ကောင်စီတပ်ကလေကြောင်းနဲ့စက်တိုက်ပုံကျဲတိုက်ခိုက်နေတယ်လို့ဒေသခံတွေနဲ့ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။မြို့မှာတခုတည်းကျန်နေတဲ့ခလာရ268တပ်ကို ချင်းညီနောင်တပ်တွေအပြင်းထန်ထိုးစစ်ဆင်နေသလိုစစ်ကောင်စီတပ်ကလည်းစခန်းလက်မလွတ်ရဖို့အတွက်လေကြောင်းနဲ့အဆက်မပြတ်ဘုံကျဲနေတာလို့ဆိုပါတယ်။2024ခုနှစ်နိုမာလ9ရက်နေ့ကစတင်တဲ့ဖလန်းမြို့သိမ်းတိုက်ပွဲတွင်ခလာရ168တပ်စခန်းကလွဲပြီးတော့မြို့ပေါ်နေရာအားလုံးကိုချင်းညီနောင်တပ်တွေသိမ်းပိုက်ထားတာပါ။အဲ့ဒီတပ်စခန်းကိုချင်းညီနောင်ဘွဲကတလနီးပါးကြာပိတ်ဆို့ထားတာလည်းဖြစ်ပါတယ်။ဒါကြောင့်စစ်ကောင်စီဘက်ကအင်အားဖြည့်ပြီးတော့ ထိုးစစ်ဆင်နေတဲ့အတွက်တကြောပြန်တိုက်ပွဲပြင်းထန်နေတာလို့ချင်းမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ပြောခွင့်ရှိသူစလိုင်းတင်မီထုတ်က RFA ကိုပြောပါတယ်။ဒီစီဝင်ကုန်းနဲ့အားရှိကုန်းကိုကျွန်တော်ထိနိုင်တယ်လို့အခါနဲ့ချောက်ရှိထေးကိုကျွန်တော်ဝင်ပြီးဝင်ပြီးတော့ဒီတော်တော်များများပွိုင်ကိုကျွန်တော်တိတ်ထားတယ်ဆိုတော့အဲ့ဒါအကြောင်းလဲသူတို့ဖက်က အာပြင်းပြင်းထန်ထန်နေအဲ့လေကြောင်းနဲ့ပြန်ပြတ်တာပြန်စစ်စစ်လုပ်နေတဲ့ချိန်ဒီမှာရှိတယ်။ဆိုတော့တစ်ဖက်တက်ပွဲကတော့အာတော်တော်လေးပြင်းထန်နေတဲ့ချိန်ဒီမှာရှိတယ်။2024ခုနှစ်အောက်တိုဘာလ25ရက်နေ့ကနေစပြီးတော့ဖလန်းမြို့မှာနေထိုင်တဲ့ဒေသခံတပေါင်းကျော်ဟာတခြားကျေးရွာတွေပြင်စကိုင်းတိုင်းကလေးမြို့ရန်ကုန်နဲ့အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ဘက်ကိုထွက်ပြေးနေရပါတယ်။ဖလန်းမြို့ကိုစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်ထန်တလန်မြို့လိုပဲမြို့ပြတ်ဖြစ်သွားမှာကို စပေးတိမ်းရှောင်နေရတဲ့ဒုက္ခတွေတွေစိုးရိမ်နေကြပါတယ်။ဒုက္ခတွေဆုံခွာရတာတော့လေးလာကြောပြီပေါ့။လူသားတယောက်ဒီဒီပေါ့လေကိုယ့်ရဲ့ဇာတိမျိုးကိုချစ်တယ်။ဘဝသူတို့လေးမှာစိတ်ကချမ်းသာစွာနဲ့အရင်ကနေဆေးရတဲ့မျိုးကအဲစိတ်ကချမ်းသာစွာနဲ့ပြင်ပြန်ရနိုင်တဲ့အနေထားမျိုးရှိဖို့ပဲကြိုးလင့်တာပါ။ဖလန်းမျိုးအနီးမှာရှိတဲ့ရွာပေါင်း၁၀ရွာထက်မနည်းကဒေသခံတွေ ဘေးလွရာထွက်ပြေးနေရတယ်လို့လဲဆိုပါတယ်။လက်ရှိရွာအများစုမှာဘုံခိုခြင်းတွေတူထားရသလို တောင်ရသွားလို့ဖို့လဲဒေသခံတွေနေနဲ့ခက်ခဲနေကြပါတယ်။ဟုတ်ကဲ့တော့ဒီတောင်ရကတော့အာပြောလို့တော့မရဘူးသူတို့ကတော့ခြားချင်းတိုင်းရခြားတော့လေ။အမင်းသားရတယ်ကကုန်ကြောက်စကုန်နေ။ဘုံတို့ကလေတချို့ကတော့လောက်ပါတယ်တချို့ကတော့ဒီရေပွန်မော့တော့အဲဒီပွန်တွေမှာပဲနေကြတော့များတယ် ဒါနောက်ဆဒပ်တာဘောဒီတိုက်ပွဲတွင်နှစ်ဖက်စလုံးတိဆုံးထိခိုက်မှုရှိတယ်လို့ချင်းညီနောင်ပူပေါင်းတပ်ဖွဲ့ကပြောပေမဲ့အသေးစိတ်ကိုတော့ RFA အနေနဲ့တိကျအတည်ပြုနိုင်တာမရှိပါဘူး၂024ခုနှစ်နိုမာလ9ရက်နေ့ကစတဲ့ဖလန်းမျိုးပေါ်တိုက်ပွဲတွင်မှာစစ်တုံးမှန်130လောက်ကိုချင်းညီနောင်ပူပေါင်းတပ်တွေကဖမ်းဆီးရမိခဲ့တယ်လို့ချင်းမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ကပြောထားပါတယ်ရှင်။ စစ်တပ်အာဏာသိမ်းပြီးနောက်ကျမ်းမာရေးဝန်ထမ်း9000လောက် CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ပြီးအဲ့ဒီဝန်ထမ်းတွေကိုစစ်ကောင်စီကဇက်တိုက်ဖမ်းဆီးနေတဲ့အကြောင်းမထထအင်ဒရာအောင်တင်ပြပါလိမ့်မယ်ရှင်စစ်ကောင်စီက CDM ဆရာဝန်တွေကိုစေကူတာခွင့်ဆမလိုင်စင်မထုတ်ပေးတာဖမ်းဆီးအရေးယူတာပြပထွက်ခွင့်မပေးတာတွေဆက်ပြီးလှုံ့ဆော်နေတယ်လို့ကျမ်းမာရေးဝန်ထမ်းအတိုင်းဝိုင်းက RFA ကိုပြောပါရတယ်။ မန္တလေးစစ်တပ်ကတူကပွဲရထားတဲ့ဒေါက်တာကေစင်ထွန်းဟာ NUG အသိအမှတ်ပြုဆေးလက်မှတ်နဲ့အရှိလေပိုင်း UAE နိုင်ငံဒူဘိုင်းမြို့ကို ပြညာတော်တင်သွားဖို့ဆောင်ရွက်ရာကနေစစ်ကောင်စီတပ်ကအမိပြက်စီရင်သွင်းခံခဲ့ရပါတယ်။ဒေါက်တာကေစင်ထွန်းကိုအေးအေးယူဖမ်းဆီးဖို့လှုံ့ဆော်နေတဲ့အကြောင်းနဲ့ NUG အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရမှာပအဝင်ပတ်သက်သူ9ယောက်ကိုဖမ်းဆီးအေးအေးယူထားတယ်လို့စစ်ကောင်စီထိန်းချုပ်ထားတဲ့သတင်းစာမှာမတ်လ17ရက်နေ့ကကြေညာခဲ့ပါတယ်။အလားတူပြီးခဲ့တဲ့2024ခုနှစ်ကလည်း ထိုင်းနိုင်ငံချင်းမာညိုမှာရှိတဲ့မဟာချူလာလောင်ကွန်တက္ကသိုလ်ကိုရှောက်ထားတဲ့မန္တလေးစစ်တက္ကသိုလ်ကမြန်မာကျောင်းသူနှစ်ယောက်ရဲ့ယာယီဆေးပညာဘွဲ့လက်မှတ်တွေနဲ့ပတ်သက်ပြီးစစ်ကောင်စီကအမိပြည့်စင်ရင်သွင်းခဲ့ပါတယ်။ဒါအပြင်အာနာစသိန်းကစား2020ခုနှစ်ကစစ်တက္ကသိုလ်အသီးသီးကအလုတ်တင်ဆရာဝန်တထောင်ကျော်ရဲက200လောက်ကိုပဲအတိအမှတ်ပြုဘွဲ့လက်မှတ်ထုတ်ပေးမှဖြစ်ပြီးကျန်တဲ့အလုတ်တင်ဝန်ထမ်း800လောက်ကိုအမိပြည့်စင်ရင်တင်သွင်းထားတယ်လို့စစ်ကောင်စီကမတ်လဇန်ပိုင်းမှာထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီပေးတဲ့ဘွဲ့လက်မှတ်ရထားတဲ့သူတွေကကျမ်းမာရေးဝန်ကြီးဌာနလက်အောက်မှာအလုပ်လုပ်ရမယ်လို့ဆိုပါတယ်။ဒါကြောင့်စစ်ကောင်စီပေးမဲ့ဘွဲ့လက်မှတ်ကိုမမှတ်ဘူးလို့မန္တလေးစစ်တပ်ကတော့ CDM ဝင်ထားတဲ့အလုပ်တင်ဆရာဝန်တယောက်ကပြောပါတယ်။ဆန်းရတော့ပုံစံမျိုးစုံနဲ့သူတို့အချင်း၆ကြောင်ဒါပေမဲ့ဘွဲ့လက်မှတ်တစ်ခုရဖို့အတွက်သူတို့လည်းအောက်ပြန်တော်မှာမဟုတ်ဘူး။ ကျွန်တော်တို့လည်းကြောင်းကခရရတဲ့အချိန်တွေကိုအရင်ကမျောနေတယ်။ဖွင့်ရဖို့လုပ်ငန်းဖွင့်ဝင်နိုင်ဖို့အတွက်စာယူအတဲတိုင်ကြိုးစားခဲ့ရတယ်ချက်ခရ။ဒါမဲ့အနာသိန်းကောင်စီကပြီးတဲ့ဘွဲကိုတော့ကျွန်တော်တို့မမှတ်မောဘူး။စစ်ကောင်စီကကျမ်းမာရေးဝန်ထမ်းတွေရက်တီလို့မရအောင်နှီးမျိုးစုံနဲ့ဖိနှိပ်နေတာလို့နောက်ထပ် CDM ဆရာဝန်တယောက်ကထောက်ပြပါဗျ။နိုင်ငံသားမှာအလုပ်သွားလုပ်ဖို့ပဲဖြစ်ဖြစ်နိုင်ငံသားမှာကျောင်းသားတက်ဖို့ပဲဖြစ်ဖြစ် အန်ယူဂျီကနေဘွေးလက်မှတ်ကိုထောက်ပံ့ပေးရတယ်။အဲ့တော့သူတို့ကအဲ့ဒါကိုဘယ်လိုလုပ်ချင်လဲဆိုတော့သူတို့ပေးရတဲ့ဘွေးမဟုတ်ဘူးတရားမဝင်ဆိုပြီးဖမ်းတာတော့ဒါတသက်ရုပ်ပတ်တဲ့သဘောမျိုးပဲပေါ့နော်။စာမကလုံးဝထောက်မပေးဘူးကျွန်တော်ဆိုလည်းပဲစာမ2022ခုနှစ်ကတည်းကကုန်သွားပြီးသားစမစမသိနေပြီးတော့ဘာလို့လဲဆိုလို့ရှိလို့ရှိရင်အမျိုးစုံပေါ်တော့အမျိုးစုံကြီးကဘာလို့လဲအလုပ်တွေမှာအလုပ်လုပ်လို့မရအောင်ဖိနှိပ်တယ်ဒီလောက်ရက်ကစစ်ကောင်စီဟာလွတ်လပ်စွာပြင်ညာတင်ကြားခွင့်အပေါ် နီလန်ပေါင်းစုံနဲ့ပိတ်ပင်နေတာလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံပြောခွင့်ရသူဥနေဖုံးလက်ကပြောပါတယ်။ဒီလူတယောက်ကလွတ်လပ်စွာပညာတရားပိုင်ခွင့်ဆိုတဲ့ဟာကဒါခြေခံရပိုင်ခွင့်အခွင့်အရေးဖြစ်တယ်ပေါ့နော်။အဲ့ဒီဟာကိုပါလိုက်ပြီးတော့ဟိုပိတ်ပင်နေတာတော်တော်လေးယုံညံ့တဲ့လုပ်ရဖြစ်တယ်လို့ကျွန်တော်တို့ကတော့ပြောခြင်းနဲ့အဲ့ဒီထက်အနေမှာတခုအနေနဲ့လည်းအခုလိုမျိုးအတိမတ်ပြုလက်မှတ်တွေ ထုတ်ပေးတာမျိုးပေါ့နော် recommendation ပေးတာမျိုးအဲ့ဒီဟာကိုကျွန်တော်တို့ဒီចောင်းកောင်စီတွေကနေပြီးတော့အဲလှုပ်တာပေါ့နော်အော် NUG အနေနဲ့တော့မဟုတ်ဘူးဒီလှုပ်လက်တဲ့ចောင်းកောင်စီတွေကနေပြီးတော့တက္ကသိုလ်កောင်စီတွေကနေပြီးတော့အဲပေးနေတာဖြစ်တယ်ပေါ့နော်မြန်မာနိုင်ငံရဲ့ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှာဝန်ထမ်းပေါင်း3သိန်းကျော်ရှိပြီးအဲ့ဒီထဲက9000နီးပါး CDM ပြုတ်လုထားတယ်လို့စစ်ကောင်းဆောင်ကပေးခဲ့တဲ့2024ခုနှစ်ကထုတ်ဖော်ပြောဆိုထားပါတယ်ရှင် အခုတော့ကင်တိုင်းသားဘာသာအစီအစဉ်ကိုထုတ်လွှင့်ပါမယ်။မြန်မာဘာသာစာရင်းထိုးနဲ့နားဆင်ကြည့်ရှုရမှာပါရှင်။ဝလာကင်ပဒုနာတဖို့ခဲလပစိစောဘတ်တီတော့ကွဲမမတ်တီလအရေဖီကညောကလူဒူကွဲဟုဖလာတက်ကဆော့ဒရိုက်တက်ကလေးနေလားရာနစနာနေလားလော့တနွေညာရင်တက်ကဆော့လပခေကနာဘတ်တီမေကမီဝဲတကုကခါလော်တာဟုကော့ဒရီလောကောဖူလူရပါတော့ တက္ကဆေဝီယလခိပကနဟုဘကတော့လေဒုကောဆာတော့မုကောဆာပူသူကကတမဟာဝပဟကုပခွေရအကင်းနီလောဥခုဒွနဘောနိကေဖကိရခိစီယနီလမတ်ရတအနီဝခတနာရီဘလက်ဆက်တော့နေကတူလီတပဟကောခေအနီကညဒကလူဆက်ဖုဂရဒူပလာယာကောရေကတရီကောဆာအစွန်တော်အပူနေသူကကအတူဟက်ကွီလောမေပိုတော့ချက်ဖိုက်တာကဘောယုခုပမူတာပွာလေအတနီကိုခုစီခိနီတကတော့ ုမူလအတန်နီအိုခီစီခွန်နီဒကဘဒဘတ်ချီတီဝဲတကပါတဝဖို့တဖအဟီတပ်ဖလဘဟာဂောစီကောဝလအပုဂွေလာမတ်လူတော်နီမူထူလတနာရီခခဆက်ဒော့စီကောတကကအတူဟက်ကွီလကတော့ကဘောယူမေပူဖဲကတရီကောစာဘောဒိုင်းတဝအပုအခုပုံမူလအတန်နီအိုတသီခွနီဒကတော့ဖုတပူခွာလေအတန်နီအိုတစီရနီဒကဘဒဘတ်ချီတီဝဲအတူတတ်တူလိုချိုတဖလပါခု ठी ကမလ ठी ကမာတော့မထုတ်ဆက်ကတခုဘဟာဂောတီဝဲအွေး KNU ထူတော့ပါဖလာတီဝဲဖက်လာမတ်ရဲ့တော့အနီလားကော့ဇူလီတပ်ပေါ်ဟုတ်ကော KNU ကညတော့ကလူဆပ်ဖို့ကရခလလူချူကော်ရလက်တို့ကဆာတော့မူကဆာဟုတ်ကောအပူတကကအတူဖာဟက်ခါလကွီလတာတော့ကဘောယူခုကမလဖို့ပါတီတီဝဲတဲကတော့ဘတ်တို့ပါတီတီဝဲခီကတော့ကမ္လပုတ်ပါအဟိဘာဟောတေဝခောဖလေလဖာကိကိရခိစီယနီလာမရှ်ခူတောနီမုထုလခိနာရီအဆက်တောနေတုကကတောက်ကလီတူအချက်ဖိုက်တာဟက်ကွီလမေပိုဖဲ KNU Mukosa chao ji bo the world bu kho do thwe la atani khu si te ni pati ti we to ma win win e la atani o tsi ye ni do ma phyo yit na aw la atani o khi si lwi ni da pha ba do ba ti ti we to kam le bo hi de phle ba ha go ti we lo ဖဲလာမတ်ခူတော့အနိနေသူကကအတူတဖာဟက်ကွေလကတော့မေပူဖဲမကြည်တော့သဘောဘူးအခုမခိုင်ဦးလက်အတန်ဒီအိုရစီတဲနီတော့ဦးအောင်မြင့်အေလက်အတန်ဒီအိုရစီရနီတဖာဘာတိတီဝဲတကပါ ကမ္လဖုတ်ပဟီယေဖလဘာဟာဂိုတီဝဲတော့ဟီဂါတဖလမေဥဝဟာဂိုကွေဝဲလောတနီခေါ်အဝဲနေတုကကအတုတဖလက်ကွေလောကတော့ကဘောယူမေပုဖဲခီအန်ယူလက်ဒိုကောဆာတရစီလောတဝပူအခုဆောမူအေအဟီဘာဟာဂိုတီဝဲလောဖက်ကီကရခီစီယနီလာမရှိယတော့အနီလက်ဒိုကောဆာဂေကူပေါ်ဂေကတာဆော့ထွဲမတ်ဆက်ကမီတီတာထူတော့ပဖလာဖောက်ခုစာတော့လဲလိုင်းနူအရီတော့တူလော်လဲလာဖဲဝါရီခီလာတော့ဘူးနေလက်ဒိုကောဆာဟောက်ကဝပူတုကကအတုတဖ ဟက်ကွေလတတော်ကဘောယူတဲ့ဘလတော့ခါလကလုဖတ်တို့တဖာအဘလတကရတစီခိုကမ္လဖိုပတိတေဝဲလွီကတော့ပတ်တို့ပတိတေဝဲခီစီခီကတကပါပတ်တကိဖောအတကလောလက်နေအမညာတပုတပါအတတုထခီဖလတတလိုချိုတတုထသဲဖလတော့ကမ္လဖိုတဖာအဟိသစီရဖလဘဟာဂောတေဝဲတကပါစာဖို့ကဖိုလက်တပုခအတိတဖာဘတ်စီဝဲအသူခီခောတဖိုတလီတဖာစီကဘဟာဂောတေဝဲအမအေပပလခဝဲလော ဒဘွေဘဒိုနာတာဖိုခဲလက်တဲ့တီလောတနွေညာရောကညောကလူဒူတာကဆော်ဤကမီဝဲပွေနီလောပစိဘလဘတိကောဒဲလသူဥခိုဒုကနာပါဘွေပတာရတက်ကလေးနီလောမောသီဘမှုကောဒဲနီကေ RFA ရဲ့အစည်းအဝေးကိုဒီမှာပဲရန်နာပြစေမြန်မာပြည်သူပြည်သားများဘေးအန္တရာယ်ကင်းဝေးကြပါစေရှင်